ဒီနေ့ထရင်ရလာပြီနေဆိုအဘိဓမ္မာခါရောဒီအဖြစ်သတ်မှတ်ပြီအဘိဓမ္မာဒီသနာတော်မြတ်ကိုပူဇော်ကြလေဘိဓမ္မာခါရောနေဆိုတာအဘိဓမ္မာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ပြောလို့ရတယ်ပေါ့နော်ဘိဓမ္မာတရားတော်ကိုဟောတဲ့အခါမှာ နောက်ဆုံးပြီးဆုံးသွားလို့မြတ်စွာဘုရားဟာဒါပရိသတ်နတ်ပြည်ကနေပြီးလူပြည်ကိုပြန်ကြောတဲ့နေ့အဲ့ဒါကိုဗိဓမာခါတော်နေ့လို့သတ်မှတ်တာတကယ်တော့ဗိဓမာတရားစတင်ဟောကြတာတော့ဝါဇုလဘိယတရားနေ့ကစတင်ဟောကြတာပဲဖြစ်တယ်ဒီတရင်ညွတ်လာပြီမတိုင်ခင်လေးမှာအဘိဓမ္မာတရားတော်တနည်းအားဖြင့်ဆိုရင် ဝါဆိုလာပြီကျော်တရနေ့ကနေပြီးသရေညောလာပြီနေ့အထိ3လတီးပြီးရပောင်း90မြတ်စွာဘုရားဟာတာဝရိသနတ်ပြည်မှာပြိဓမတရားတော်ကိုဟောကြားတော်မူခဲ့တာဖြစ်တယ်တာဝရိသနတ်ပြည်မှာအသံမစဲ3လတီးပြီးလူတွေရဲ့အရေးအတွက်နဲ့3လနတ်တွေနဲ့အရေးအတွက်ဆိုရင်တော့3နိုင်တောင်မကြလောက်ပါဘူး ဘာကြောင့်လို့ဆိုရင်တပရိသတ်နတ်ပြည်မှာလူတွေရဲ့နှစ်ပေါင်းတရာမှာတပရိသတ်ကတရက်ပဲရှိသေးတာချိန်ကာလချင်းကကွဲပြားခြားနာတယ်ဒါကြောင့်မို့နတ်ပြည်မှာဟောတဲ့တရားလူတွေနဲ့ရေတွက်နဲ့တွဲလိုက်မယ်ဆိုရင်၃လကြာတယ်လို့ဆိုပေမဲ့နတ်တွေရဲ့အရေးအတွက်နဲ့အားဖြင့် အချိန်ဟာအများကြီးမကြဘူးလို့ဆိုရမှာသင်္ချာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေအတိအကျတွက်ချိမယ်ဆိုရင်လူပြည်မှာနှစ်တရာတာဝရိသနတ်ပြည်မှာတရေနှုံးတာနဲ့ဒီသုံးလအချိုးတွက်ချိမယ်ဆိုရင်တော့အတိအကျပြောလို့ရမှာပေါ့နော်အဲ့တော့သုံးနာရီလောက်တော့မကြတဲ့ဝိရမတရားလူတွေဟာတထိုင်နေနဲ့နားဖို့ရခက်ခဲတယ် ဒါကြောင့်မြတ်စွာဘုရားဟာရှိရွက်ချက်2မျိုးရှိတယ်လို့ပြောနိုင်တယ်။ခေါင်းစည်းတစ်ခုတည်းအောက်မှာလူတွေဟာတထိုင်တည်းတရားနာနိုင်ခြင်းမရှိကြဘူး။နှစ်နာရီ၃နာရီဆိုကြောကောကုန်ကြတယ်။တနာရီလောက်ဆိုရင်ပဲညောင်းလေးရဆလာတဲ့နေထားမျိုးရှိတယ်။အဲကြောင့်မို့လူပြေပါမြတ်စွာဘုရားအလွန်ရှင်းလျားတဲ့ဘိဓမ္မာတရားကိုမဟောဘဲနဲ့ နှစ်ပြည့်ဟုတက်ပြီးဟောတယ်ဆိုတာဒါအကြောင်းတစ်ခုပေါ့နောက်တစ်ခုကတော့ခက်ခဲနဲ့လဲလာတဲ့အဘိဓမ္မာတရားဟာအတိညာဉ်ထက်မြက်တဲ့နတ်ပရိသတ်အလယ်မှာတွားပြီးတော့ဟောကြတာလူသားတွေနေနေရတော့ဆုံးမစကားပြောကြပြီး ဘလို့နေရတယ်ဘလို့ထိုင်ရတယ်ဘလို့ကျင့်ကြံကြိုးကိုအထောက်အပံ့ဘာလို့တင်နေဘာမလို့တင်ဘူးဆိုတာကိုဥပမာဥပမေယနဲ့စိတ်ဝင်စားဖို့ဟောတဲ့တရားမျိုးကိုလူတွေကသဘောချအဘိဓမ္မာတရားဆိုတာသဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့အကြောင်းအကျိုးဆက်ပြီးဘယ်လိုဖြစ်ဖြစ်နေတယ်ဆိုတာသဘာဝတရားတသက်ကိုဟောတာဖြစ်တော့ ြင်းကြီးညီငွေဆရာကောင်းတဲ့ဒေသနာမျိုးလို့ပြောရင်ပြောလို့ရတယ်။အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေသာစိတ်ဝင်စားပြီးတော့အသိဉာဏ်ထက်မြက်မှု မရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာတွေဟောနေတာပါလဲလို့ဆိုတဲ့အတွေ့အကြုံဝင်ကောင်းဝင်နေနော်။အဲကြောင့်လို့ဆိုတော့တရဝရရဲ့ရင်ထဲမှာဖြစ်နေတဲ့အပြစ်ကင်းတဲ့တရားအပြစ်ရှိတဲ့တရား အပြစ်ရှိအပြစ်ကင်းတဲ့တရားအပြစ်ရှိတဲ့တရားအပြင်ထိုနှမျိုးတည်းမှာမပါဝင်တဲ့တရားဆိုပြီးတော့ကုသလဓမ္မအကုသလဓမ္မအပြာဒဓမ္မစချီပြီးတော့မြတ်စွာဘုရားပြီးတော့မှတရားကိုဟောခဲ့တာဒီပြီးတော့မှရဲ့ထူးခြားချက်ကဘာလို့ဆိုရင်ဖျားဖြိခတ်စာတော်ကလည်းပဲမဟာဗောဓိပဝန်းကျင်မှာယရဏဂရတတဟလို့ ခေါ်ဆိုတဲ့ခုနှစ်ရက်ပိုင်းခြားမှာမြတ်စွာဘုရားအဘိဓမ္မာတရားတော်တွေကိုနှလုံးသွင်းခဲ့ဘူးတဲ့ပေါ့နှုတ်ကထုတ်ပြီးဟောတာမဟုတ်သေးဘူးအဘိဓမ္မာတရားကိုအစအဆုံးစိတ်နဲ့မနတဝဝုထပိတ္တလို့ခေါ်တယ်စိတ်နဲ့အဘိဓမ္မာတရားတော်တွေကိုစိတ်ကူးကြံစီသိမြင်တော်မူခဲ့ပြီးသားဖြစ်တယ်ပေါ့အဲ့ဒီမှာအထူးသဖြင့် အဘိဓမ္မာခုနှစ်ကျမ်းရဲ့နောက်ဆုံးဖြစ်တဲ့ပဋ္ဌာန်းကျမ်းကြီးကိုဆင်ញင်သုံးသက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာရှိတဲ့သွေးသားတွေဟာပဋ္ဌာန်းကျမ်းကြီးရဲ့တည်နေမှုအသိဉာဏ်ကပဋ္ဌာန်းကျမ်းကြီးကျယ်စလုံးလိုက်ပြီးသိနိုင်မှုဆိုတဲ့လိုက်လျောညီထွေတဲ့စွာအားတစ်ခုကိုသိမြင်ပြီးမြတ်စွာဘုရားရဲ့ယင်းထဲမှာပိဋိသောမနတ္တတွေဖြစ်ပြီး ခန္ဓာကိုယ်မှာရှိတဲ့အသွေးတွေအသားတွေကအယောင်တောက်လာပြီးရောင်ကြီးတော့9ပါးရောင်ကြီးတော့6သွဲတင်းတင်းတဲတဲ့ခန္ဓာကိုယ်ပေါ်ထွက်လာတယ်ဆိုပဋ္ဌာန်းကျမ်းကြီးကိုဆင်ញင်သုံးသပ်တဲ့အခါမှာရောင်ကြီးတော့6သွဲခန္ဓာကိုယ်ကွန်မြူထွက်ပေါ်လာတယ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ရောင်ကြီးလို့သူတို့ခေါ်တယ်အဲ့ဒါမှကြည်လင်တဲ့အသိဉာဏ်နဲ့ပေါင်းစပ်ထားလို့ လွန်ကြည်လင်တန်ရှင်းတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒီယောင်ကြီးတော်တွေဟာစัจ java လားအနှံ့ကိုမျိုးလွင့်ပြန်သွားပြီမြတ်စွာဘုရားရဲ့ထူးခြားစံကျဲလာတဲ့အသိဉာဏ်အဖြစ်ပေါ်လာတဲ့အလင်းရောင်တွေဟာကွန်ပျူခဲ့တယ်ပေါ့အေးဖျားဖြစ်ပြီးတဲ့နောက်ဓမ္မစတ္တရားကစပြီးတော့ဟောတယ် တဝေဆက်ကြမဟောခင်ဗာတရားမှဟောလို့မရှိဘူး။ဒါကြောင့်မို့ပဋ္ဌာန်းဒေသနာကိုဆင်ခြင်သုံးသက်ယုံတာသုံးသက်တယ်။တရားနာပရိသတ်တွေကိုဟောခဲ့တာမဟုတ်ဘူး။တဝေဆက်ကြဟာတရားဥဖြစ်သည့်အတွက်ကြောင့်တဝေဆက်ကြတရားမဟောခင်ဗာတရားမှမဟောဘူးလို့သူတို့ဆိုတယ်နော်။လူပြည်လူလောကမှာတဝေဆက်ကြတရားစတင်ပြီးတော့ဟော ထမဝါမှာဣတိပတနာမှာဝါဆိုပြီးဒုတိယဝါမှာရာဇဂျူတတိယဝါမှာရာဇဂျူစသည်ဖြင့်ထိုတို့ဒိသတွေကြွရောက်ဝါရင်းကာလမှာသရင်သုံးပြီးတဲ့အခါခொနဝါမြောက်မှာကြတဲ့အခါကြတော့ရသော်ဗျာဘယ်တော့မိနတ်သားကို ပြိမာတရားဟောဖို့နဲ့ ရှိလျားတဲ့အဘိဓမ္မာဒေသနာတော်ကြီးကိုတထိုင်တည်းနဲ့နားထောင်နိုင်မဲ့တာဝရိန္ဒနတ်ပြည်အဲ့ဒီမှာတက်ပြီးတော့အဘိဓမ္မာတရားဟောဖို့ယသောဗျာဝါရွင်ကာလမှာတာဝရိန္ဒမှာဝါဆိုးတယ်လို့ဖခင်ရဲ့ခနဝါမြောက်ဝါဆိုးတဲ့နေရာဟာတာဝရိန္ဒနတ်ပြည်ဖြစ်တယ်အဲ့တော့တာဝရိန္ဒနတ်ပြည်ကိုဘာဖြစ်လို့ယူရလဲမေရောကြီးနေတာကတုတိတ္တနတ်ပြည်မှာနေတာ မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကိုဘာကြောင့်ရွေးတုံးဆိုတာဝရိန္ဒနတ်ပြည်ဟာမြေကြီးနဲ့ဆက်ဆက်နေတဲ့ဟိမောတတောင်ထိပ်မှာရှိတာလူပြည်နဲ့မြေချင်းဆက်နေတယ်လို့ဒီလိုပြောလို့ရတယ်တုတ်တီတာတို့ကျတော့မြေကြီးနဲ့ဆက်နေတာမဟုတ်တော့ဘူးကောင်းကင်ဘုံတက်တက်ဖြစ်သွားပြီအဲ့ဒါကြောင့်တာဝရိန္ဒနတ်ပြည်မှာမြေကြီးနဲ့ဆက်ဆက်နေပြီး မြတ်စွာဘုရားဟာရွေးချယ်တာများလားလို့တွေးတောကြည့်တာပါဒါနော်မေတော်ကြီးနေတာကတုတိတာမေတော်ကြီးကိုတရားဟောဖို့ဆိုလို့ရှိရင်နော်တုတိတာတက်ပြီးတော့ဟောသို့သောနတ်တေရဲ့သဘောသဘာဝဟာအထက်နတ်တွေကအောက်ကိုလာလို့ရတယ်အောက်နတ်ကအထက်ကိုတက်ဖို့ခက်တယ်နော်အောက်နတ်တွေရောအကုန်လုံးဒီ စတုမာရိနတ်လို့ဆိုရယ်လူပုံနဲ့ဆက်ဆက်နေတဲ့နတ်ဘုံလေးစတုမာရိနတ်ပြည်ကတာဝရိတန်ကိုသွားလို့ရတဲ့အနေထားမျိုးရှိတယ်။အထက်နတ်အထက်အောက်ဆက်ဆက်နေပြီလို့စတုမာရိနတ်တွေဟာတာဝရိတန်နဲ့တရားမင်းကြီးရဲ့အချံရံနေမြတ်တာဖြစ်တော့တပြေးတယ်လို့တနိုင်ငံတယ်လို့ဖြစ်နေတယ်ပေါ့နော်။ဟိုးအထက်ပုံတွေကြတော့သူတို့လက်လမ်းမိချင်ပါသေးတယ်။ ဒါကြောင့်မို့လို့များတာဝရိသာနတ်ပြည်ကိုရွေးရလားလို့စဉ်းစားကြရရှိတယ်ပေါ့နော်စဉ်းစားကြည့်တာတာဝရိသာနတ်ပြည်ကိုမြတ်စွာဘုရားကြွသွားလိုက်ကြကပ္ပမြေကြီးနဲ့ဆက်ဆက်တယ်